လူတယောက်ရဲ့ကံကြမ္မာဟာအင်တန်မှထူးဆန်းပါ रे မမောလင်ကိုရိုင်းကမန်ယူအသင်းလိုမျိုးကိုဂူတင်နိုင်လိမ့်မယ်လို့သူ့ဘဝမှာတခါမှအိမ်မက်မက်ဖူးဘူးတဲ့ဒါမဲ့လုံးဝထင်မှမထားတာကဖြစ်သွားခဲ့တယ်မန်ယူကိုမမောလင်ရဲ့အတွင်ကိုနဲ့ဖီရှာအော်စတာအတင်းကအနိုင်ရရှိခဲ့တာပဲဖြစ်ပါ रे မမောလင်ရဲ့နာမည်ကတော့မြန်မာသမိုင်းမှာထင်ကျန်ခဲ့ပြီဖြစ်ပါ रे နော်မမောလင်ကတော့ဘယ်လိုမျိုးသူလုံးဝအိမ်မက်တောင်မမက်ခဲ့ဘူး ါမဲ့ခုလိုမျိုးဖြစ်သွားတော့ तू တီတောင်ပြောပြီပေါ့နော်အခုလိုမျိုး twin ကို twin ပြီးတဲ့အချိန်မှာ तू ဘဝမှာတကယ့်ကိုမှကြီးမားတဲ့အရာကိုလှုပ်သွားနိုင်ခဲ့တဲ့ straight အနေထားနဲ့မမော်လင်ကတော့ဒီပြောပါပြီဆိုပြီးတော့ပြောသွားခဲ့တာပြီဖြစ်ပါတယ်အခုမမော်လင်ရဲ့အရေးချင်းတွေကိုမန်ယူနဲ့ပွဲမှာတနိုင်ကန်လုံးเนาะတည်သွားခဲ့တာဖြစ်တဲ့တော့မြန်မာနိုင်ငံမှာရှိတဲ့တတိတွေကတော့မမော်လင်ကိုအရင်ဆုံးသဘောချနေကြပြီးတော့စုရီချင်းမြစ်ပေါ်တယောက်ပြီးတယောက်လုံးဆောင်နေကြပြီလို့ဖြစ်ပါတယ်အထူးသဖြင့်တော့ကျွန်တော်တို့ မြန်မာနိုင်ငံရေဘလုံးဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်တဲ့ဦးစစိုးကတော့မမောင်လင်ကိုသိမ်းပေါင်းများစွာစုချီးမြှင့်မှာဖြစ်ကြောင်းလည်းသိရပါတယ်။ခြားသောတတိယတွေကလည်းအများကြီးပဲ။အဲ့ဒီအထက်မှာမှကျွန်တော်တို့နော်အာဒါစမိုင်းတို့ပေါ့နော်။စမိုင်းတို့လင်မယားမှာစမိုင်းရဲ့ယောက်ျားကအရန်ပေါ်ပွဲကြိုက်တယ်နော်။ဘလုံးပွဲတွေဆိုရင်အရန်တောက်လျှောက်ကိုသူကမျက်ခြေမပြတ်ပေါ့နော်။ဆိုတော့အခုမန်ယူနဲ့အရှာအော့စတာအသင်းကိုလည်းသူကကြည့်ခဲ့တယ်။နော်မမောင်လင်ကမနေ့50ကျော်မှာပဲဒုတိယပိုင်းမနေ့50ကျော်မှာပဲဝင်ရောက်ခဲ့ပြီး90အကျော်မှာနော်။ဒီနေ့စမိုင်းအကျော်မှာပဲတွင်းနေခဲ့တာဖြစ်တယ်။ တော့မြောင်းနေတဲ့အတွက်အရန်ကိုမှဂုံသက်ဆရာဖြစ်တဲ့မောင်မောင်လင်ကိုစမိုင်းတို့လင်မယားကိုတိုင်းကလေစုချင်းမြစ်ပေးခြင်းတယ်နော်ဆိုတော့မောင်မောင်လင်ကတော့တကယ်ကိုမှဒိဋ္ဌိจิตတိတိရဲ့စုချင်းမြစ်ချိုခံရမှာဖြစ်ပြီးတော့တိမ်ပေါင်းသောင်းချီတော့အခုလိုမျိုးအောင်မြင်မှုနဲ့အသိပိုက်သွားနိုင်တယ်ဆိုပြီးတော့ချိုသောပရိသတ်တွေကတော့တုံသက်နေကြပြီလေဖြစ်သွားပြီဗျာမောင်မောင်လင်ကတော့ဒီထက်မကတော့ပေါ့အောင်မှာပါပါဗျာ